နွေဦးဟာသိုးဆုံးမြတ်လေယူတွေတိုက်ရော့ဝါကလေးတွေကျွေးလေပွေတဲ့လွဲ့သေတောင်သေချင်ပါတယ်လွန်အားကြီးလွန်လို့အဲ့တော့ကျွန်တော်60မှာနေတယ်ဗျကျွန်တော်တို့60ဝန်းကျင်မှာအဲ့ဒီလူနွေဦးပေါ့ရင်ပွင့်တဲ့ပန်းတွေရှိတယ်ဗျအဲ့ဒီပန်းတွေပွင့်ရင်ကျွန်တော်အရန်လွမ်းတာပဲကိုသူများတွေလူပရောက်တွေခန့်ငေါ်တွေကျွန်တော်ကကြပြားမဆမ်းပါဘူး ပြောလိုက်ရင်ပန်းသိပါတယ်လက်ပံပွင့်ပြလက်ပံပွင့်ကကျွန်တော်တို့ညာမှာကြတော့ပင်ကြီးမျိုးဗျယောက်ျားနှစ်ယောက်ဖက်လို့မမီဘူးကြီးကြီးလေးပွင့်မြဲဆိုတပင်လုံးကိုရဲရဲหนีလို့75ပင်လောက်စုပွင့်ညာပြီဆိုတရောလုံးကိုနီးနေတာပဲအရန်လွမ်းမှုကောင်းတယ်အဲ့ဒီကောင်ဒီမပွင့်သေးဘူးဆိုကျွန်တော်မျော်ရတယ်ပွင့်ပြီဆိုရင်သိလွမ်းတာပဲဒါ နေ့တိုင်းလက်ပံမွေးနဲ့ကျွန်တော်နဲ့တက်သနာတက်နေကြပဲရန်ကုန်မှာခြေချအသက်ကြီးလွယ်ခြေချနေတော့လက်ပံမွေးမရှိဘူးဗျဘာရှိလို့ဆိုစိတ်မန်းမွေးနေရှိနေတာချင်းတော့တူတယ်ဗျကျွန်တော်လွမ်းလို့မရဘူးကိုကိုယောဂာနဲ့ကိုပဲဗျအဲ့ဒီကောင်ကျွန်တော်သိမရင်နေဘူးရှိရမှာပေါ့ကွာကျွန်တော်လိုက်ရှာတယ်ဗျလိုက်ရှာတော့တွေ့ပါတယ်ရှယ်ကုံမြောက်မုတ်ဆင်းမှာတပင်ရှိတယ်ဗျ ဆက်မှုတက်ကသူထဲမှာအနောက်ဘက်တတိုင်းနားမှာကိုက်နှစ်ပင်ရှိတယ်ဗျနောက်တခါမယန်းကုန်းမီးပွိုင်နားမှာကိုက်ရတဲ့ပင်ခလန်းလမ်းမှာနှစ်ပင်အရှိအမြင့်မြိုင်ကွင်းလမ်းမှာနှစ်ပင်ဒါကျွန်တော်သေချာသူတေသနာလုပ်ထားတာပါຫນွေဥပေါရင်လက်ပံမွင်းတွေပွင့်အဲ့ဒီနေရာတွေကျွန်တော်ရောက်အောင်သွားရပါတယ်ဘာဖြစ်တာတုန်းဆိုတော့တငယ်နာယောဂမကုံသေးတဲ့သဘောပါပြီးခဲ့တဲ့၃နှစ်ကတော့ နာကင်မုံနိုင်တိုက်တော့ကျွန်တော်အိမ်ကလည်းအမိုးတွေပွင့်ကုန်တယ်ပေါ့ဒါနဲ့အိမ်မိုးတွေပြင်းနေတော့ကျွန်တော်သမီးလေးကလာတရီပေးတယ်ဖေကြီးဖေကြီးတဲ့ဖေကြီးလက်ပံမင်းတွေလည်းသွားကြည့်လိုက်အောင်တဲ့ဟာဟုတ်တယ်ပေါ့ဒီပင်တွေကအများကြီးလဲတာပဲကျွန်တော်လက်ပံမင်းတွေရှိတဲ့နေရာကိုကားတစ်စင်းနဲ့လျှောက်လက်ပံကြည့်နာကိဆိုတဲ့ကောင်လှုပ်သွားတာလက်ကြံတော့မရှိပါဘူး လွန်းเสียလက်ဆက်သိမ့်သွားတာပါပဲ